ဟာဟုတ်လားဟိုဒါဆိုနေမေးတာကျွန်တော်တို့ကိုတခုလောက်ကူညီပါလားဗျာဗျာအကူကညီလေးတို့ကိုဘာကူညီရမှာလဲဒီမီးကညီတိုင်းမိမှာမဟုတ်သလောက်ပဲဆိုတော့အထဲမှာအထဲမှာပြိမိနေရလူကိုကဲထုတ်ပေးပါလားဗျာအကူကဘာလို့အလိုလိုရမှာလဲလူပြီးကရှုပ်ရှက်ရှက်နေတယ်မပါချင်းနွေရာသီနှစ်တနည်းမှာတော့ဖိုတိုရိုတတွေ မိဝိုင်းမရဲ့အိမ်မှာစုနေကြတယ်။ငပိန်နဲ့တုတ်ပေါ်ကထိုင်နေကြပြီးကိုတူနဲ့မိဝိုင်းမတို့ကတော့စက်တောင်ရှိုက်နေကြတာပါ။အဲ့ဒီချိန်မှာပဲရွာလူကြီးဦးကျိုင်ရဲ့အတန်းကိုအားလုံးကြားလိုက်ရတယ်။အောင်မန်းရွာနေရွာမိရွာပါများခင်ဗျာ။နှွေရာဒီလဲဆောက်ရောက်လာပြီးမို့ရွာမှာမိဘအနေနဲ့များမဖြစ်စေရန်အတွက်မိမိရဲ့မိကိုမိမိသတိတရှိနဲ့အသုံးပြုဖို့လိုက်လံသတိပေးအပ်ပါတယ်ခင်ဗျာ။အဲ့လိုပြောပြီး မိဝိုင်းမတို့အင်ရှိကနေဖြတ်ရှောင်သွားတယ်။တုတ်ပုံကဟိုတကမီးလောင်တော့ကဆိုလေနှင်းလို့ကိုမပြီးနိုင်ဘူးကြောက်စရာကြီး။ရှန်သူငားမရဲမှာအင်မတန်စိုးရလာတာမညာမတာဘသူမှမထောက်ပါ။အခုတည်းမှတက်စိုးတယ်ရန်သူပါ။အဲ့လိုစိုးနေမှာပဲကွာမင်းရလေ။ဩဘာပါလိမ့်လို့တချင်းလာစိုးပြနေရအောင်။အဲ့ဒီအချိန်မှာပဲဝုန်းကနေဆိုတဲ့အတန်ကြီးကိုသူတို့အားလုံးကြားလိုက်ရတယ် ငပယဟာဘာဖြစ်တာလဲမသိဘူးလာလာလာဖတ်ကြည့်အောင်ဒါနေ့ကစားနေရကသတို့အကုံအိမ်မြန်ပတ်ထွက်ကြည့်လိုက်ကြတယ်ဟာမိမိမိလောင်နေရအိုတကြီးရဲ့စိုက်တွေမိလောင်နေတယ်မိဝိုင်းမရဲ့အော်တန်ကြောင့်ဖိုးထူးတို့လေးရေပုံးကိုစီဆွဲလို့မိလောင်နေတဲ့နေရာကိုပြေးသွားကြတယ်မိလောင်နေတဲ့မိသတိလိုက်ပြီးရင်အိုတကြီးရဲ့စိုက်တွေကိုရှင်ရင်နဲ့မြင်မြင်လိုက်ရတယ်ဖိုးထူးက ဟုတ်တော်သေးရပေါလူဘာမှမဖြစ်လို့ပေါ့ဘလို့ဖြစ်ရလဲတကြီးရဲ့ဒီကောင်ဖိုးအေးကိုဆက်လိုက်တော့ရင်နဲ့ဆိုင်ငယ်မမောင်းမှနဲ့ပြောတော့ဆက်လိုက်တော့တယ်လေအဲ့ဒါတိတ်ကိုင်းပြုတ်ကြလာနဲ့ဆက်လိုက်မိနဲ့ညှိပြီးတော့လောင်တော့တာပဲဟောဖြစ်မှဖြစ်ရလေဗျာကျုပ်နောက်မလုပ်တော့ပါဘူးတကြီးရဲ့အေးနောက်လည်းလုပ်မရတော့ဘူးလေစိုက်တွေးရမီးလောင်သွားပြီပဲဟာအိမ်နောက်တော့အောင်မန်းရွာမှာမီးတည်တည်လိုက်ပြီးတဲ့ဦးတကြီးရဲ့စိုက်တွေး မီးလောင်နေဆိုတဲ့တဲ့င်းကတခြားရွာတွေအထိပြန့်နေသွားတော့တယ်။နောက်တစ်ရက်မှာတော့ကိုဒူနဲ့ငပိန်တို့နေရောက်ချက်တောင်ရိုက်နေကြတယ်။အဲ့ဒီအချိန်ဖိုးထူရင်ကိုဆောင်းမှရောက်လာတယ်။အော်နင်တို့ကဒီမှာချက်တောင်ရိုက်ကောင်းနေကြတယ်ပေါ့ဟုတ်လား။ငပိန်ကဆောင်းမှစကားကြောင်းဘမမီးလောင်နေပြန်လို့လဲဆောင်းမရဲ့ဟာဖွားဟဲ့မဟုတ်ပါဘူး။တကြီးကလေနင်တို့ဘွဲကိုလမ်းကြုံခေါ်ခိုင်းလိုက်လို့ငါဝင်ပြောတာ။ အဲ့ဒါပဲငါပြန်ပြီဟာဆောင်းမလေးခပြက်ပြက်ပြောပြီးပြန်သွားတယ်ကိုတူအောင်တကြီးအောင်ငါတို့ကိုကော်ခိုင်းနေဆိုပြီးဘာကိစ္စလဲမသိဘူးနင်းငါတုတ်ပေါ်နေမိဝိုင်းကိုလှမ်းခေါ်လိုက်အောင်ပဲတုတ်ပေါ်နေမိဝိုင်းရောက်လာတဲ့အခါမှာသူတို့တက်တွေတကြီးရင်ကိုထွက်လာခဲ့ကြတယ်မင်းတို့ကလေတော့ကြာလိုက်တာမပြောနဲ့တော့နေဘူးချိန်မှပဲကွက်တီလာကြတယ်လားမသိဘူး ။နင်တို့ခေါ်တဲ့ကျင်းလေးကြည့်အောင်လေ၁၇နှစ်။အဲ့တော့ထွက်လာမှာတော့၁၇နှစ်ထိုးပြီပေါ့ဟ။အဲ့ဒီရဲ့ကျင်းလမ်းမှာနေဘူးကြီးနေမိသည်ရဲ့ဆော့နေတဲ့အောင်ပုနဲ့မောင်ပုကိုတွေ့တော့ငပိယဟေးကလေးတွေအဲ့ဒါဘာလုပ်နေရလဲ။ဟိုမိမိသည်ရဲ့ဆော့အောင်ပုစကားမစုံရင်ငပိကလူကြီးလေးတန်နဲ့ဟောက်လိုက်တယ်။မနီအမရွာလူကြီးဆိုင်တွေမီးလောင်ထားတော့ဘာမီးတဲ့ဆော့နေရလဲ မင်းတို့နှစ်ယောက်ကိုနော်ဘိုးကြီးနဲ့ဝင်တိုင်လိုက်မှာဘိုးကြီးကဆိုကြောက်ကြတဲ့ညီကိုနှစ်ယောက်ကဟာဟိုကိုဘိုးကြီးကတော့မတိုင်မှန်နဲ့ဗျာမစော့တော့ပါဘူးအဲ့လိုပြောပြီးတော့နှစ်ယောက်သာထွက်သွားကြ යි အနောက်တော့သူတို့အားလုံးတကြီးရဲ့အိမ်ကိုရောက်လာကြ යි တကြီးကျွန်တော်တို့ကိုခေါ်ရင်ဆိုလို့ပါဗျအင်းဟုတ်တယ်နေဘူးကြီးလည်းခေါ်လိုက်ရတာကြောက်အားနာပါလိမ့်ဗျာကျုပ်မမေ့ခင်လေပြောခဲ့ခြင်းလို့ပါဟုတ်ပြောပါဗျာ မနေ့ကမင်းတို့လည်းတည်တဲ့အတိုင်းစိုက်တွေကလည်းမီးလောင်နေတဲ့ပါသွားတယ်။အခုတက်တည်လည်းရွာထဲမှာမီးကိုပေါ်စနေတဲ့အိမ်တွေရှိသေးတော့မင်းတို့ဖွဲ့ကတာဝန်လေးတခုပေးခြင်းနေ။ဟုတ်တကြီးပြောပါဗျ။ဟိုကျွန်တော်တို့ဘယ်လိုလုပ်ပေးရမလဲ။မင်းတို့ဘွယ်မင်းတို့ပြီးတဲ့ပုံလေးတွေဆွဲပြီးရွာရဲ့တစ်ပင်တို့အုတ်တိုင်းတို့မှာလိုက်ကပ်ပေးပါလား။ပိုစတာပုံစံလားတကြီး။อืมဟုတ်တယ်။အဲ့ဒီတော့ကုန်ကြမယ်ရောင်းဆောင်ခဲတယ်။စာအုပ်ဘောပင်စင်းရီတိတ်ကားစား ကျုပ်တကြည်တောင်းဝင်ယူတယ်။အဓိကကတော့ဆွဲပြဖို့ပါပဲ။ကတဲ့ကိစ္စကတော့ဖိုးရီတို့ကာလာသားတွေကိုခိုင်းလည်လေးရပါတယ်။တကြည်ကတောင်းဝင်ပေးလိုက်တာဆိုတော့ဖိုးထုတို့အားလုံးကောင်းကြီးဆိုင်လဲကြတယ်။ဟဲ့ဖိုးထုဘလို့လို့မလဲ။တကြည်ကတော့ငါတို့တောင်းဝင်ပေးနေပြီ။နေရအဖွဲကောင်းဆောင်ဆိုတော့တခုခုပြန်ပြောလိုက်။ဖိုးထုလည်းတကြည်ကိုအပြည့်ပြန်ပေးလိုက်တယ်။ဟုတ်ကဲ့တကြည်။ဟိုကျွန်တော်ကူညီပါမယ်ဗျ။အရှင်ဆုံး ဘယ်လိုပုံဆွဲရမလဲဆိုတာစဉ်းစားလိုက်အောင်မေးဟမ်တလူနဲ့ဖိုးတူတို့တတီတကြည်ငါနေပြက်လာကြရီအိမ်မြန်လဲမှာမိသည်ရဲ့ထက်ဆော့နေကြတဲ့အောင်ဖိုးတို့ညီကိုတွေ့တော့ငပယာဟာဒီကလေးတွေကတော့မဆော့ပါနဲ့လို့တေချာမှားထားခဲ့တာအေးဟုတ်တယ်ငါကြဲရပြီဟာငပယင်ပြောက်သွားလေဖိုးတူမိကိုမိဝိုင်းကပြန်ဖြေလိုက်တယ်ဟုတ်မယ်လေ သွားပြောနေတာကလေးရရပြလေသူစကားနားထောင်နားလေမှုတ်ပဲနေဒါနဲ့မင်းကဘာကြံရလဲဟာပြောကြည့်စမ်းမောင်ဒီလိုဟာငါတို့ဟာကလေးတွေဆိုတော့ကလေးနားလည်မေပုံကိုပဲဆွဲကြတာပေါ့လူကြီးတွေကကြာဒီမင်းရဲ့နေရတွေကိုတိပီးနေလားပြီပဲဟာအဲ့ဒီအချိန်မှာငပိန်ပြန်ရောက်လာတယ်ဟဲ့ဟုတ်လေဘာပြောနေကြလဲကွာဘာမှမဟုတ်ဘူးလာအိမ်သားမအသေးစိတ်ပြန်ပြောပြမယ်ဦးနေကဘိုးဝဘူးနဲ့အမဲကြောက်ကင်မဖြစ်ခင်သွားကြရအောင် ဒလုံနဲ့သူတို့အလုံးဖိုးတူအိမ်ကိုလိုက်လာခဲ့ကြတယ်။နောက်တရက်မှာတော့သူတို့အလုံးဆွဲထားတဲ့ပုံလင်းတွေကိုရွာရဲ့အကြောင်းညို့ကြောင့်ကြားမဲ့ကြံလိုက်ခဲ့ကြတယ်။ကတ်လို့ပြီးသွားတဲ့အခါမှာอืมဒါတော့ဆိုရင်တော့ရှားတော့ပါပြီလေ။နေရာလေးစုံပြီပဲဟာ။အဲ့ဒီအချိန်မှာပဲနေကဘာကနေနေမင်းသားတပောင်းဖို့သူတို့ရှိရဲ့နေရာကိုရောက်လာတယ်။နေမင်းသားရဲ့ပူချိန်ကြောင့်ဖို့သူတို့အလုံးနောက်ကိုဆုတ်သွားလိုက်တယ်။ မိဝိုင်းကဘဲဘဲဘဘသူကြီးလဲဟာလင်းလင်းဟုတ်နတ်တွေတရားနေများလာရင်မဟုတ်ပါဘူးကျွန်တော်နေမင်းသားပါဟမ်နေမင်းသားကမလို့ပြက်လို့အောက်ကိုဆင်းလာလေအပေါ်မှာပဲနေပါလာရင်မိဝိုင်းတို့ပူလို့ပါနေမင်းသားလဲလူသားပုံစံကိုပြောင်းလိုက်တော့တယ်အဲ့တော့မှပူနေတဲ့အပူတန်းကလည်းရော့ကြသွားတော့တာပါတော့ပေါ်ကနေမင်းသားကလူပြီကိုဗာဆဲလောက်တာလေဗျဟိုစောင်းရည်တုံးကကြာမစင်မနဲ့ ဖူလုံးလို့လူပြည်တွေကိုခဏဆင်းလာတာပါဗျာခဏနေကျွန်တော်ကိုတိုင်းမိကိုပြတ်မှာပါဗျာဒါနဲ့ဒါကညီလေးတို့ဆွဲထားလိုက်နေမင်းသားကပို့တို့ဆွဲထားတဲ့မိသတိပေးပိုစတာလေးတွေကိုမြင်ပြီးတော့မေးလိုက်တယ်ဟုတ်ပါတယ်ဗျာကျွန်တော်ဆွဲထားတာဒီပုံနဲ့မှပါတဲ့ရုပ်ပြရလေကျွန်တော်တို့ပါပဲအော်ပုံလေးတွေကရည်စင်စရာလေးတွေဆိုတော့မေးကြည့်တာပါဟေးဘာလဲဗျသူများရွာတင်လာပြီးတော့ဝေဖန်နေရလား မဝေဖန်ပါဘူးဗျာရည်ကျင်စရာကောင်းလို့ရည်ကျင်တယ်လို့ပဲပြောတာပါဗျာဒါနဲ့ညီလေးတို့ရွာမှာအေးတဲ့နေရာလေးပါလိမရှိဘူးလားဟာဒါနဲ့ငပိန်ကတိုးတိုးလေးပြောလိုက်တယ်။အော်သူများကြာပူအောင်လုပ်ပြီးသူကကြာအေးချိန်နေသေးရ။အဲ့ဒီအချိန်မှာပဲသူတို့စီကိုထိဆောင်ရင်ရွာလူကြီးရှောက်လာမြင်လိုက်တော့ဖို့သူကနေမင်းသားခုလာနေရကျွန်တော်ရွာလူကြီးပဲဗျ။ဒီရတိုင်းလူပုံစံတိုင်းမနေနော် တောင်ကပ်ပြီးသွားကြမလားကွာဟုတ်ကဲ့တကြီးအခုလေးရင်ကပ်ပြီးသွားတာဗျဘလို့လဲအဆင်ပြေရဲ့လားဒါနဲ့တကြီးလေးဖိုတူတို့ဆွဲထားတဲ့ပုံလေးတွေကိုကြည့်လိုက်တည်းအင်းအဆင်ပြေပါတယ်ကပ်လို့ပြေလဲလားကွာမင်းတို့အဖွဲ့ကိုမဟုတ်ကြည့်မလို့အိမ်လိုက်ခဲ့ဒါနဲ့ तू ကဘာသူလဲကျွန်တော်ကိုပါဗျပိုစတာကုကပ်ပေးတာအဲ့ဒါကြောင့်မြင်မြင်ပြီးသွားတာတကြီးရဲ့ဩအေးအဲ့ဒါဆိုရင်သူ့ကိုပါခေါ်ခဲ့လိုက်တာပေါ့ဒါနဲ့အုတ်လို့လေးရောစောင်းကြတာမဟုတ်ဘူးနေရပူရပူနဲ့ ရွာလူကြီးလည်းပြောရင်လည်းအရှိကနေထွက်သွားတော့ဘိုးတူတို့အားလုံးကတော့အနောက်ကနေလိုက်လာကြတယ်။ရွာလူကြီးအိမ်ကိုရောက်တဲ့အခါမှာရွာလူကြီးကကဲဘိုးတူတို့ခဏထိုင်ဆောင်မင်းတို့အမောပြေလေးရွှေရီးတိုက်မလို့ရွှေရီးဆိုရင်တော့တိတ်ကြိုက်တာပေါ့ဗျာရွှေရီးအေးဆိုတာကိုမသိရင်နင်းမင်းသားကတော့ရွှေရီးဆိုတာဘာလဲဗျဒါပေမဲ့အိမ်မေရတာတော့ရှိပုံရတယ်ဟုတ်တယ်မလားဟင်တိတ်ဟုတ်တာပေါ့ဗျာ ရေခဲနဲ့ဆိုတော့တောက်ရတာရေနဲ့ကိုရောက်တာနဲ့အေးသွားစီမှာမိမင်းသားလည်းတုတ်ဘောရဲ့ညောင်းချောင်းရွှေရင်အေးဆိုတဲ့ရောင်မမြင်ဘူးခင်တွေကတောက်ချင်သွားပြီတကြီးတပည့်ဘိုးကြီးကပကံနေထည့်ထားတဲ့လင်မန်းကိုတိုင်လို့ရောက်လာတော့ပြီတောက်ကြတောက်ကြငန်းညီလေးတို့ပင်မဲသွားကြပြီပြီးရင်နောက်ထပ်မုတ်ကြမ်းသေးရဲ့နော်နောက်ထပ်မုတ်ဆိုတဲ့အတန်ချောင်းတုတ်ဘောကကွေးဖွေဘာမုတ်လေးဗျဘိုးကြီးကတော့ဘာမှမပြောပြဘဲ ပြုံးစီစီနဲ့ပြန်ထွက်သွားတော့တယ်။အဲဒီချိန်မှာပဲတကြည်အင်းနဲ့ကိုဖိုးတော်တယောက်အပြေးလွှားနဲ့ရောက်လာတယ်။တကြည်တကြည်တကြည်ကိုွေးဖို့တော့ဘာဖြစ်လို့လဲမြ။အဖွားမရဲ့စပယ်ကြီးမီးလောင်လို့ဖိုးတူရဲ့အဖွားမမီးထဲမှာပိတ်မိနေတာတကြည်ကိုပြောလိုက်ပါအောင်ကွာ။အဲဒီရဲ့ချင်းတကြည်ထွက်လာတယ်။ဟေးဘာဖြစ်တာလဲဖိုးတော်။အဖွားမရဲ့မီးလောင်လို့တကြည်ရဲ့ဟင်ဒုက္ခပါမေကွာကဲကဲတော့တော့ကျုံနောက်ကလိုက်ခဲ့မယ်။ ျွန်တော်တို့ရောလိုက်ခဲ့မယ်တကြီးအဲ့လိုပြောပြီးအာလုံးထိုင်နေရထလိုက်ကြတယ်မိမိသားကတော့ထိုင်နေရအတွက်ကြောင့်မိမိသားကိုထပါဗျဒီလိုကြီးထိုင်နေလို့မသိတော့ဒါနဲ့မိမိသားလည်းထလိုက်ပြီးဖိုတိုရိုနဲ့အတူမီးလောင်နေနေအောင်လိုက်လာတယ်မီးလောင်နေနေအောင်ရောက်မှလူရီအာလုံးကဒုက္ခပါပဲမိရတဲ့မှာတော်တော်လောင်းနေရပြီအဖွားမြလည်းအဲဒီမှာရှိနေရဘယ်လိုလုပ်ရပါ့ ဲ့ဒီရဲ့ချင်းနေမင်းသားကဒါလာညီလေးတို့လူပြင်းမှာမီးလောင်နေလို့ခေါ်တာ အကိုတို့နေတိုင်းမိပါဆိုဒါလီမဖို့တလောက်ပဲရှိတာပါကွာဒီစကားကိုကြတော့ဖိုးတူဟာအကြံတစ်ခုရသွားတယ်ဟာဟုတ်လားဟိုဒါဆိုနေမင်းသားကျွန်တော်တို့ကိုတခုလောက်ကူညီပါလားဗျာဗျာအကိုကညီလေးတို့ကိုဘာကူညီရမှာလဲဒီမီးကညီတိုင်းမိမှာမဖို့တလောက်ပဲဆိုတော့အထင်းမှာအထင်းမှာပိတ်မိနေရလူကိုကဲထုတ်ပေးပါလားဗျာ အကူကဘာလို့အလိုလိုရမှာလဲလူပြည်ကရှုပ်ရှက်ရှက်နေတယ်မပါချင်းရှုပ်ရှက်မဟုတ်ပါဘူးဗျာလူရဲ့အသက်ပါလုပ်ပါဗျာနောက်ပြီးအသက်ကြီးနေရဲ့အဖွားတယောက်ပါလူအသက်တကြောင်ကဲကောင်းပါလိမ့်ဗျာဖိုတိုအလိုတေချာရှင်းများတော့မှနေမင်းသားလေးလူတွေများချင်းရကနေတိုးထက်သွားပြီးအိမ်နှဲကိုဝင်သွားတယ်လူတွေကတော့မီးလောင်နေတဲ့အိမ်နှဲကိုဝင်သွားတဲ့နေမင်းသားကိုတာမန်လူလို့ထင်ပြီးယူလာပဲလို့ပြောကြတာပါလူကြီးတယောက်က အာဒီကောင်လေးကို့တင်တွင်ကို့တူးတာပဲဒါတော့မီး တောက်နေအောင်သူများကဲဖို့ပြောနေကို့ကိုယ်တော်ကဲအဲ့လိုပြောနေတဲ့ချိန်တွင်နေမင်းသားကအိန္ဒိယအဖွားများကိုပွေ့ချင်လို့ဟီရိုပုံစံနဲ့လူတွေအများကြီးရှေ့ကိုထွက်ကြလာတယ်ပြောနေရလူချင်းလဲဆွတ်အသွားပြီးတော့သူလူမဟုတ်နိုင်ဘူးလူမဟုတ်ဘူးလူဆိုရင်ဒါမျိုးမလုပ်နိုင်ဘူးအလုံးကတော့အဖွားများကိုကဲတင်နိုင်လို့ဝမ်းသာနေကြတယ် နေမင်းသားကတော့ဖို့ထုအနာကိုပြန်လာတယ်။ကဲဖို့ထုညီလေးမင်းစန္ဒာအတိုင်းအကိုညီလေးတို့လူကိုကဲတင်လိုက်ပြီနော်။ဟုတ်ပါတယ်။ဦးကျေးဇူးတင်ပါတယ်ဗျာ။ညီလေးတို့လည်းအကိုလိုချင်တာတစ်ခုကိုပြန်ပေးရမယ်။ဟိုနေမင်းသားကကျွန်တော်စီရနေဗာမြလိုချင်လို့လေဗျာ။ခொနဲ့ကရွှေရင်ကိုအကိုပါဆယ်ဆယ်တုံးလောက်ယူသွားခြင်းနေ။ဗျာ။ဆယ်တုံးဟုတ်လား။ဟုတ်တယ်ဘာလို့လဲ။လူတယောက်တက်နေဆိုင်တော့နဲပါလေ။ကောင်းပါပြီကောင်းပါပြီ။ ။ဟိုကျွန်တော်ဆဲတော့ဝယ်ပေးလိုက်ပါမယ်ဗျ။နောက်တစ်ခုရှိသည်။မြားနေပြီထင်တယ်နော်နေမင်းသား။ခုနကအကိုတွေ့ခဲ့တဲ့ poster ပုံကညီလေးကို၄ရက်ပုံမလား။ဟမ်။ပိုတူကခေါင်းညိတ်ပြလိုက်တော့နေမင်းသားကအဲ့ဒီပုံကိုပြီးအကိုနေတိုင်းပြီကိုယူသွားခြင်းနေ။ပိုတူလည်းနောက်ထပ်တောင်းဆိုမယ့်ရှားကဗာမြားလေးလို့တွေးဖို့နေရကနေ poster ဖြစ်နေဟာဆိုတော့ဩဘာများလဲလို့အစ်စ်ဆွဲပေးလိုက်မိဗျာ နေမင်းသားပုံရောပေါင်းခုနကကဲလိုက်တဲ့ပုံစုံရောအာနေမင်းသားလေးဝမ်းသာသွားတော့လေအိမ်နောက်တော့ဖို့သူလေးနေမင်းသားကိုသူ့အိမ်ခေါ်လာပြီးနေမင်းသားအဖွားများကိုမိလောင်နေတဲ့အိမ်တစ်ခုတွေကနေကဲခဲ့တဲ့ပုံကိုဆွဲပြလိုက်တော့လေအဲ့ဒီချိန်မှာပဲရှင်ရီးဆွဲဝဲသွားဝင်တဲ့တုတ်ပေါင်းနေငပိန်တို့ပြန်ရောက်လာကြတယ်ဟိုးစောင့်လိုက်ရတာကြားလိုက်တာကွာဒီနေ့ကြမှာဆိုင်ရလူကြနေရကွာ အေးပါတုပ်ပေါ်ရမိမဆက်ကတာကူစိတ်ကိုသာအရင်ဖဲလိုက်ပါအောင်ကွာအဲ့ဒီတော့မှတုပ်ပေါ်လေးစိမ်မထိုင်စားနေလို့ကြာနေရပေါ်သွားတော့ရီဒါနဲ့ဘူတူလေးဒီတော့ဝွှေရင်းဆိုင်ဝဲလည်းရပြီပုံလည်းရပြီနော်နေမင်းသားကျွန်တော်ကလည်းတခွလောက်တောက်ဆုတ်ခြင်းနေဘာများလေးဗျအရာကြီးမပူပါနဲ့ဗျတောင်းမှန်ပါလေအပူလျှော့ပြီးပါအောင်နော်နေမင်းသားလေးရှိပြီကိုရင်းကနေအယောင်ဝါးတွေထွက်လာတယ်အဲ့နောက်တော့ ဗိုဒူတို့အားလုံးနှုတ်ဆက်လို့သူ့တိုင်းမျိုးပြန်ထွက်သွားတယ်။ဗိုဒူတို့တွေကတော့လက်ပြရင်နဲ့ကြံနေခဲ့တော့တာပါ။